ဘကူရိုင်းဒေသကြီးတယာဝရီခိုင်ပြန်ကြားရေးနဲ့ပြည်ဆိုင်ဦးစီးဌာနလူထုခြေပြုဘဝဌာနတွင် မေလ19ရက်နေ့နေ့နှစ်နာရီကခရိုင်အသေးစားစမှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လင်းသည့်လူသုံးကုန်ထုတ်လုပ်မှုဤပညာသင်တန်းဆင်ပွဲအခမ်းအနားကျင်းပခဲ့ပါသည်။အခမ်းအနားတွင်တယာဝရီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းဟုကသင်တန်းစီအမတ်စကားပြောကြားခဲ့ပါသည်။ ဆလွေခရိုင်တိစဆမှုလမှုလုပ်ငန်းဦးစီးဌာနမှခရိုင်ဦးစီးမှုဦးငိမ့်မြင့်စောကတင်နက်စစ်လက်မှတ်များကိုပေးအပ်ခဲ့ပြီး တာဝန်ရှိသူများကတင်နက်စစ်ထုတ်ကုန်များကိုအတိအသင့်ပေးအပ်ချင်းမြင့်ခဲ့ကြပါတယ်။ဆလွေတင်နက်သားတအူးမှလည်းကျစုတင်ဝမ်းမြောက်စကားကိုပြန်လည်ပြောကြားခဲ့ပါတယ်။ ဆိုပါတင်တဲ့တွင်ဆက်ပြစီအမျိုးမျိုးလက်စစ်ဆက်ပြဝိရှော်ဆက်ပြပစုံသုံးဆက်ပြပကတိဆက်ပြပင်းဆက်ပြခဲနနွင်းဆက်ပြခဲနေလက်တန့်စီအမျိုးမျိုးထုတ်လုပ်နည်းများကို KI တိစဆက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှမေလ15ရက်နေ့မှမေလ16ရက်နေ့ထိစာတွေ့လက်တွေ9ရက်ကြာအခမဲ့ဖွင့်လင်းတင် जा ပေးခဲ့ပြီးတင်တဲ့သူတင်သားနာစုစုပေါင်း20ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါတယ်ရှင်